ဦးစင်းတို့ဒီအဲ့တော့ဦးစင်းပြောချင်တာကတချို့ဦးစင်းနာမည်လေးကိုလွဲတုံးသားလုပ်ပါတယ်အဲ့တော့ဒကာကြီးတို့အနေနဲ့ကျုပ်ကိုကူညီရမှာတခုရှိတယ်နော်ပေါကူတော်ရဲ့လောက်ရက်ကိုဒကာကြီးထောက်ခံတယ်ပေါကူတော်လို့လောက်ရက်ကိုမှန်ကန်တယ်ဆိုလို့ရှိရင်ကျုပ်ကိုအများကြီးမကူညီနဲ့ကျုပ်ရဲ့နာမည်ကိုအလွဲတုံးသားလုပ်နေတဲ့သူတွေရှိတယ်ကျုပ်နာမည်ကိုတုံးနေတဲ့သူတွေရှိတယ်အဲ့ဒီလူတွေကိုထိရောက်စွာအရေးယူပေးပါအဲ့တော့မင်းတို့စောက်တဲ့နဲ့ကြက်ဖွဲ့ရဲ့မျိုးချစ်စိတ်နိုင်ငံချစ်စိတ်ဆိုတာဘာလဲအမျိုးပြောက်မှာစိုးကြောက်တာလဲမင်းတို့ကြက်ဖွဲ့နဲ့စစ်တက်ပဲ อืมကလာနိုင်ငံဖြစ်သွားမှစိုးရင်လည်းမင်းတို့ကြံ့ဖွင့်တဲ့စစ်တပ်ပဲတော့မင်းတို့အမျိုးပါသာတာသနာကိုစောင့်ချောက်နေဆိုတော့ဘာကိုစောင့်ချောက်နေလဲอืมမင်းတို့နိုင်ငံချစ်စိတ်ကဘာလဲမင်းတို့မျိုးချစ်စိတ်ကဘာလဲမြန်မာစစ်တပ်ဆိုတာဒီမိုကရေစီကိုနားလေစစ်တပ်ကိုမဟုတ်မြန်မာစစ်တပ်မှာဒီမိုကရေစီသင်လည်းမသင်အောင်သူတို့ရဲ့စစ်တပ်ကတူအပါအဝင်စစ်ကြောင်းအသီးသီးမှာနော်စစ်တင်နှံအသီးသီးမှာဒီမိုကရေစီတို့လူအခွင့်အရေးတို့ဆိုတာကို 嗯，电影院嘛，我包；电影院啥的嘛，我包。嗯ဒေါ်လာမျိုးတွေအရလုံးဝမင်္ဂလာပါဆိုတော့နိုဝင်ဘာလ22မှာ8နေဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထုတွေလည်းရှိပါတယ်သတင်းကောင်းတွေလည်းရှိပါတယ်အဲ့တော့ပထမဦးစွာကွန်ချန်ကုန်းပေါ့နော်ကွန်ချန်ကုန်းတောင်ကုန်းကြီးကအုတ်ချုပ်ရေးမှုမြင့်စော်ဆိုတဲ့ကောင်က NLD ပါတီထောက်ခံသူမျိုးသမီးတူကိုမရင်းချင်းပြီးတော့မှရွေးကောက်ပွဲနောက်ဆက်မှုနဲ့အဲ့ဒီမျိုးသမီးကိုဖမ်းဆီးခိုင်းတယ် တရားရုံးကနေပြီးတော့မှထောင်ဒဏ်9နှစ်ချမှတ်ခဲ့ပါတယ်เนาะတော်တော်မှတ်ရိုင်းနေကောင်ပေါ့เนาะရန်ကုန်တိုင်းကိုညံကုန်မြို့နယ်တောင်ကုန်းเนาะကြီးရွာအုတ်ချုပ်ရည်မှုမြင့်စွာဆိုတဲ့ကောင်ကမျိုးသမီးတူကိုအထင်အမှားလိမ်မန်းဆိုင်ရာချင်းချောက်အနိုင်ကျင့်ပြီးတော့မှပြုချင်းခံရတဲ့မျိုးသမီးကိုရွေးကောက်ပွဲနောက်ဆက်မှုနဲ့ဖမ်းဆီးပြီးတော့မှထောင်ဒဏ်9နှစ်ချမှတ်လိုက်တဲ့အကြောင်းကိုပြစ်ဒဏ်ကြားခံခံရတဲ့မျိုးသမီးတွေရဲ့မိတ်ဆွေတွေထံကနေပြီးတော့မှသိရတယ်ပေါ့เนาะဆိုတော့ တော်လေးကိုမတ်ရိုင်းတဲ့အခြေအနေပေါ့နော်ဆိုတော့ဒီမရိန်ဖြူချင်းခံရတဲ့အမျိုးသမီးရဲ့ခင်မွန်းကနိုင်ငံခြားရောက်ရှိနေတယ်အမျိုးသမီးက2020ရွေးကောက်ပွဲကာလ NLD ပါတီကိုဝန်ရံခဲ့တယ်ပေါ့နော်အဲ့ဒီချက်ကိုအုပ်ချုပ်ရေးမှူးမြင့်စောကအချက်ခံပြီးတော့မှ PDN နဲ့ဆက်သွယ်တယ်ဆိုပြီးတော့ဆွဆွဲတယ်စစ်တပ်နဲ့ရဲကိုဖန်ခံမယ်ပိုင်ဆိုင်မှုတွေတိမ့်မယ်ဆိုပြီးတော့ချိန်ချပြီးတော့မှအတင်းအဓမ္မမရိန်ချင်းခဲ့တာဖြစ်တဲ့အကြောင်းပေါ့နော်ဒါပြင်အုပ်ချုပ်မှုမြင့်စောကမရိန်ဖြူချင်းခံရသူရဲ့တမျိုးကိုပါထပ်မံပြုခြင်းရန်စူးစမ်းနေတဲ့အကြောင်းလည်းသိရပါတယ်ဆိုတော့ဒီကောင်ကိုတခုခုတော့လုံးသိပြီနော် ဒီနွားကိုတခုခုတော့လုတ်သိမ့်ပြီကွန်းချံကိုတောင်ကုန်းချေးပါအုတ်ချုပ်ရေးမှုမြင့်စော်အဲ့တော့ကျွန်တော်လည်းကျွန်တော်ရဲ့အောက်မှာ local မှာရှိနေတဲ့ UG ညီကိုတွေကိုလည်းကျွန်တော်အနေနဲ့ဒါကိုရင်ကိုကြသွားပြောမှာဖြစ်တယ်ဒီကွန်းချံကုန်းမှာရှိနေတဲ့အောက်တန်းစားဒီရန်ကုန်တိုင်းကွန်းချံကုန်းမြို့နယ်တောင်ကုန်းချေးပါအုတ်ချုပ်ရေးမှုမြင့်စော်ဆိုတဲ့အကောင့်ကိုတခုခုလုတ်ဖို့အတွက်ကိုတော့ကျွန်တော်အနေနဲ့သွားပြောမှာဖြစ်တယ်မိသားစုတွေအနေနဲ့လည်း local UG နဲ့ဒီဇာတဲ့သူရှိအဲ့ဒီမြင့်စော်ဆိုတဲ့အကောင့်ကိုတခုခုကိုထပ်ထပ်တန်းတန်းပေးဆက်ဖို့အတွက်เนาะဒါကျွန်တော်တို့ချိတ်ဆက်ပြီးတော့မှ လောက်ကြပါလို့ကျွန်တော်ဒါတွန်လိုင်းရေးအတွက်ကိုဒီဟာဒီအင်မတန်မကိုဒါပြောမယ်ဆိုရင်ဟိုအရေးကြီးတဲ့ဒါအကြောင်းအရာတစ်ခုပေါ်မှာလည်းမူတည်တယ်ဘာလို့လဲဒီလိုမျိုးတွေအချက်ခံပြီးတော့မှအမျိုးသမီးတွေဘလောက်တောင်မှဘလိုမျိုးသောအခြေအနေမျိုးတွေမှာဒီလိုမျိုးအာရမပြုချင်းခံနေရပြီလဲဆိုတာဒါဒီတရားတယောက်ပဲရှိသေးတယ်နောက်နောက်ဘယ်သူတွေရှိလာအောင်လဲဆိုတာအလုံးလဲကြည့်ကြပါဗျာဘလောက်တောင်မှဆိုးသွားနေလဲဘလောက်တောင်မှဆိုးရွားနေလဲဆိုတော့မြန်မာနိုင်ငံကြီးဘလောက်တောင် nation စပွဲကောင်းတဲ့နိုင်ငံကြီးဖြစ်နေလဲဆိုတာစဉ်းစားကြည့်ပါဟုတ်ကဲ့ပါဆိုတော့နောက်ထပ် တရင်လေးကတော့ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ရေပိသိမ့်မြမရွှေပြောင်းအလို့သမားတွေကို NUG အစိုးရလို့သမားဝင်ကြီးဌာနကနေပြီးတော့မှကူညီထောက်ပံ့ခဲ့ပါတယ်ထိုင်းနိုင်ငံတောင်ပိုင်းစုံကလာခရိုင်ဟဲ့ရိုင်နဲ့ဒါအဲ့မြို့အနီးနဲ့ပေါ့နော်ပတ်ဝန်းကျင်ရဒေသတွေမှာဒီအပိုင်းအတွင်းမှာရာသီဥတုဆိုးရွားမှုကြောင့်ပြင်းထန်နေတဲ့ရေကြီးရေလျှံမှုတွေဇက်တိုက်ဖြစ်ပေါ်လျက်ရှိပါတယ်ဆိုတော့ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ရေပိသိမ့်မြမရွှေပြောင်းလို့သမားတွေကို NUG အစိုးရလို့သမားဝင်ကြီးဌာနကကူညီထောက်ပံ့ပေးခဲ့တဲ့ကြောင်းလည်းသိရပါတယ်အန်ယူဂျီဆိုရအနေနဲ့ဟိုင်ရန်မြို့နယ်ဒီပတ်ဝန်းကျင်ဒေသမှာရှိတဲ့ရေပိသိမ့်မြမရွှေပြောင်း အလူသမားတွေရဲ့အသက်ရှင်ရက်တည်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့စမ်းစီတောက်စောက်သုံးရေးအသင့်စားအစားအစာတွေနဲ့အခြေခံဆေးဝါးတွေအပါအဝင်အထောက်ပံ့ပစ္စည်းတွေကိုစီမံပြီးတော့မှသက်ဆိုင်ရာဒေသမှာရှိတဲ့မြန်မာအတိုင်းဝိုင်းခေါင်းဆောင်တွေအလူသမားတမက်ကတွေနဲ့ပူးပေါင်းပြီးတော့မှထိရောက်စွာဖြတ်ဝေပေးနိုင်ရန်တွားရောက်ထောက်ပံ့လှူဒန်းခဲ့ခြင်းဖြစ်တဲ့ကြောင်းလည်းသိရပါတယ်။ကောင်းပါတယ်။ကောင်းပါတယ်။ဒီအခြေအနေမျိုးမှာဒီတဟာမျိုးတော့တတလုံးမေးအောင်နိုင်လို့လုံနိုင်တဲ့အခြေအနေမျိုးမရှိခဲ့ပါဘူးเนาะဒါမဲ့ NUG ကတော့လုံနိုင်ခဲ့ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ဝမ်းသာပါတယ်ဂုံယူပါတယ်ကျေးဇူးတွေတင်ပါတယ် နောက်ထပ်တဲ့နေ့ကတော့ဘကိုးတိုင်ပေါင်းတလေမြို့လမ်းဆုံမှာဒီကျန်းဖို့ပါတီမဲဆွယ်ဆိုင်ပုံလေးတိုက်ပြီးတော့မှလဲချမှုကိုဟားတိုက်ရီမောခဲ့တဲ့ပြည်သူတို့ကိုရွေးကောက်ပွဲနောက်ဆက်မှုနဲ့ဖမ်းဆီးလိုက်တဲ့အကြောင်းကိုမြို့နယ်ပြည်သူတွေက ပြောထဲပေါ့နော်။နိုဝင်ဘာလ28ရက်နေ့နေ့က10နိုင်ခန်းအချိန်မှာပေါင်းတလေမြို့လမ်းဆုံမှာကျန်းဖို့ပါတီကနေပြီးတော့မှလွတ်တော်ကိုယ်စားလှယ်လောင်းနေရဲ့မဲဆွယ်ဆိုင်ပုံမှာအဲဒါလိုလေးတိုက်ပြီးတော့မှလဲချသွားခဲ့တယ်။အဲ့လိုမျိုးလဲချမှုကိုပေါင်းတလေမြို့ကပြည်စော်တီကောင်းဆောင်ဝေးစော်ကလာရောက်ကြည့်ရှုပြီးတော့မှအနီးနားပြည်သူတွေကို ဘသူတွန်းလဲတာလဲပေါ့နော်လိုက်လံမေးမြန်းခဲ့တယ်ပေါ့နော်အနေနာပြည်သူ့ချို့ကလည်းလေတိုက်ရဲ့လေသားတာဖြစ်တဲ့ရှင်းပြခဲ့ကြတယ်အဲ့ချိန်မှာလမ်းဖြတ်သွားတဲ့ဦးအောင်မြင့်ကဆိုင်းပုတ်မလဲစေလိုပါကလက်ဖြေခိုင်နာတဲ့နေဆိုပြီးစနောက်ပြီးတော့မှဟာတိုက်ရှိမောခဲ့တယ်ပေါ့နော်အဲ့လိုပီစော်ရီကောင်းဆောင်ဝင်းဆောင်ဟာရဲကိုဖုံးဆက်ခေါ်ပြီးတော့မှဆိုင်းပုတ်လဲမှုအပေါ်စနောက်ဟာတိုက်ရှိမောတဲ့ဦးအောင်မြင့်ကိုဖမ်းဆီးခိုင်းခဲ့တဲ့အကြောင်းကိုလည်းသိရတယ်ပေါ့နော်အော်တော်ဆိုးနေပြီလို့နော် Facebook မှာလည်းခင်ဗျားတို့ဟာဟာပေးတာကိုပဲဖမ်းတာမဟုတ်ဘူးเนาะအပြင်မှာလည်းအဲ့လိုမျိုးကြီးတာကိုပဲဖမ်းနေပြီဘလို့ကြီးတာလဲသူတို့ရဲ့ ပါတီရင်းနဲ့ပတ်သက်ပြီးတော့မှချက်ခိုင်ရင်းနဲ့ပဲဖြစ်ဖြစ်စစ်တပ်နဲ့ပဲပတ်သက်ဖြစ်ဖြစ်တခုခုပြည်သူကနေပြီးတော့လက်တွေ့အပြစ်မှာရည်ရင်အောင်မှဖမ်းမယ်ဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့နေရတာဖြစ်ပါတယ်တော်တော်လေးကိုစုပ်ပြတ်တက်နေတဲ့မြန်မာနိုင်ငံကြီးရဲ့အခြေအနေဖြစ်ပါတယ်နော်ရည်လို့တယ်ရည်လို့ဖမ်းလာတယ်ဟာတော်ဆိုးနေပြီโอเคဆက်နောက်ထပ်တဲ့နေရာတော့ဗကွေးတိုင်းမြိုင်မြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အချမ်းဘတ်စစ်သားတွေမိုင်းနေပြီးပြီးတော့မှစစ်သားတို့ခြေပြတ်သွားတဲ့အကြောင်းကိုဇာမနီပြောက်ကြားတပ်ဖွဲ့ကတရင်ထုတ်ပြန်လာပါတယ်အူအူအားရလိုက်တာနော်အဲကောင်အဲကောင်ရှင်းရှင်းမှာပါပဲမပူပါနဲ့ နိုဝင်ဘာလ26ရက်နေ့မှာမြိုင်မြို့နယ်ကျွဲတွင်းရွာအနောက်ဘက်မှာညာရီပြီးတော့မှစစ်ကြောင်းတုံးရံထွက်လာတဲ့စစ်သားတွေကိုဝက်ပုတ်ရွာနယ်စိတ်တရားအကြားမှာရှိတဲ့လမ်းရှိဘက်မှာအညာမြေတပေါင်းစုဇာမနီပြောက်ကြားတပ်ဖွဲ့ထောင်ထားတဲ့နေမိုင်းတလုံးကိုနေမိရမှာစစ်သားတို့ခြေတော့ပြက်တန်းရရရှိခဲ့တဲ့ကြောင်းလည်းသိရပါဗျ။ဒီပောက်ကွဲမှုအပြီးမှာအညာမြေတပေါင်းစုဇာမနီပြောက်ကြားတပ်ဖွဲ့ကရဲဘော်တွေကနေမြေရှင်းလေးလှုပ်ဆောင်နေတဲ့မှာခြေတော့ပြက်နေတဲ့စစ်သားကိုဆေးကုပေးနေရတဲ့ကြောင်းမို့လို့လမ်းဘေးမှာကင်းမုတ်ဝင်နေတဲ့နောက်ကျစစ်သားတွေနဲ့ဒါမီတာ20ခန့်အကွာမှာထိတိုက် တော့တွေ့ခဲ့တယ်ပြစ်ခတ်မှုလည်းဖြစ်ပွားခဲ့တဲ့အကြောင်းလည်းသိရတယ်ပေါ့နော်အဲ့လိုမျိုးပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အကြောင်းမလို့နိုဝင်ဘာလ28ရက်နေ့နံနက်ပိုင်းမှာနေပိုင်းပေါက်ခွဲခဲ့တဲ့နေရာကိုတောက်ရောက်ရှင်းနေခဲ့ရမှာ6လောက်တစ်ဖက်နဲ့စေးကူထားတဲ့300ပစ္စည်းတွေတွေ့ရှိခဲ့တဲ့အကြောင်းလည်းသိရပါတယ်အမလေးအားရလိုက်တာ Okay okay ဆိုတော့ဗတင်းလေးနားဆင်ပြီးရအောင်ပါဗီဒီယိုဖိုင်လေးကြည့်ရအောင်ပါပထမဦးဆိုတာကျွန်တော်တို့ပေါက်ကရုံးစောက်တုံးပေါ့နော်သူ့ပုံစံအယောင်ဆောင်ပြီးတော့မှဒါကျွန်တော်တို့ကြားဖြန့်လှုပ်ရှားနေတဲ့အတွက်ကြောင့်မို့လို့ဘုံကြီးတူတွေပေါ့ဗျာဘုံကြီးအတူဘုံကြီးအတူတွေသူ့ပုံစံကို တူတူပေါကရုံးပေါကရုံးဆိုပြီးတော့မှဟန်ဆောင်ပြီးတော့မှလှုပ်ရှားနေလို့เนาะဘုံကြီးကြဖြင့်ပေါ့ပေါကရုံးပေါကွဲနေပြီကြည့်ကြည့်ပေါကရော်ရဲ့နာမည်ကိုဘယ်လိုလုပ်ပေါ့เนาะအလွဲတုံးသားလုပ်နေတဲ့သူတွေရှိတယ်ပေါကရော်လည်းအဲ့ဒါနဲ့ပတ်သက်ပြီးခေါ်ယူပြီးမှတတိပေးတယ်တခါဌာနဆိုင်ရာကနေเนาะအတူကင်းတော့ဥစဉ်နဲ့ဆရာတကာလို့ညီလို့ကိုလို့တကယ်ပေါင်းတာပါအဲ့မှာဥစဉ်နာမည်ပါတော့ဖုန်းဖုန်းနဲ့ဖုန်းဖုန်းအဲ့လိုပြောတယ်ဗျာတဲ့ဖုန်းဖုန်းနာမည်ဖုန်းဖုန်းနဲ့လည်းတည်တယ်ဖုန်းဖုန်းနဲ့လားဟာတကယ်တုံးနေပြီအောင်ဘယ်သူလို့ဟာလာဟုတ်ပြီတော့အဲ့ဒါဆိုဖုန်းနာမည်ပြန်ဆက်တွေ့လိုက်တော့ဥစဉ်ကိုမြင်အောင်မမြင်ဘူး တိတော်မှာ YouTube မှာကြည့်ဦးတယ်ဗျာတဲ့အာအပြင်မှာတွေ့တဲ့သူကတပြည့်တော့ YouTube မှာတော့ဒါပောက်ကိုတော့မဟုတ်ပါဘူးတို့ကတပြည့်တော့ရှင်တယ်တေယောကြီးနော်ပောက်ကိုကြီးပောက်ကိုတော့နာမည်နဲ့ပောက်ကိုတော့နာမည်လုံးနဲ့ကိုတော်တော်ဗားလဲပောက်ကိုတော့ပုံစံမျိုးခန့်ပြီးတော့နေလားနော်အဲ့တော့ဒီဦးစီးရုံမှခန်းလားနော်မပြောတော့ခဏခဏအဲ့ကိုတော့အဲဘာကိုလဲဒီဦးရေရုံးတဲ့တွေ့ရဦးထားတဲ့အတားကြီးနဲ့လိုက်တယ်ပြောရမှာအဲ့ဒါလိုက်တယ်ပြောရမှာဘာလို့လဲဆိုတော့ခုမင်းလေးမျိုးမှာသူကာစီနိုတွေရှိတယ်သူ့နေရာတွေမှာရှိတယ်ဦးစီးကတော့နေတယ်ကာစီနိုဆိုတာကတော့အမှန်တမ်းပြောရလို့ကျွန်တော်လူငယ်ကိုင်းတို့ဖွဲ့ပဲအင်းအဲ့ကာစီနိုက၁၀၀ခိုင်နှုန်းမှာ၈၀၉၀ခိုင်နှုန်းက လောကသားဆိုတဲ့လူတွေအရှုံးမဲ့အနိုင်မရှိဘူးအနိုင်မရှိဘူးအနိုင်မရှိဘူးเนาะအနိုင်မရှိဘူးအများကြောက်စရာကောင်းတယ်ဒါပေမဲ့တို့တွေခိုးခွင်ကြတယ်အစို့ဟိုတယ်တွေမှာခိုးခွင်ကြတယ်ဒါရင်နဲ့မမီဘယ်မိမလဲဥစဉ်ကလိမ့်စာလေးနဲ့ဘောက်ဆိုတင်လိုက်လို့ရှိရဲအဲ့မှာရရလိုင်းပေါ်မှာတက်လာတယ်မင်းတို့ပိတ်လိုက်ပိတ်လိုက်တင်လိုက်ဘာလို့ဖြစ်ဖြစ်เนาะတချို့လည်းပါမှာပေါ့ဗျာတချို့တချို့လည်းပါကြမှာပေါ့ဆိုင်ရဆိုင်ရတိကြမှာပေါ့မတိဘဲဘယ်နည်းမဲ့မပိုင်မဲ့တို့ကခိုးခွင်နေဆိုတာလဲတချို့ပေးမပေးဘဲနဲ့တော့မဖွင့်လို့ရမှာတော့ဟုတ်လားမပေးဘဲနဲ့ဖွင့်လို့မရဘူးခိုးခွင်တော့တော့မရဘူး တော့ကာစီနိုဆိုတာကတော့လောင်းသားကြီးတစ်ခုပဲဥစဉ်တော့အထုတ်တတ်ပါတယ်နော်တခါလေလေလူတိတဲ့ဟာကြတော့ဟုတ်ပြီပြည်ကြီးအလုံးအဲ့တော့အဆက်ကိုတိပြဘာကြဘာမှမရှိတဲ့အာ CCTV တွေဟိုဟာတွေတိတ်လို့တိတ်ဟုတ်လားဟိုဟာတွေတိတ်ပြီဟိုဟာတွေလို့ကျွန်တော်တို့ဒီလိုတွေတွေ့ပါတယ်ဒီလိုတွေလုပ်ပါတယ်ဆိုရင်မဟုတ်လားအောင်မီတာဇန်တို့နော်လောင်းသားဘုရားလည်းအောင်မီတာဇန်မှာဟိုတယ်ဒီမှာလုပ်ထားတဲ့အောင်မီတာဇန်မှာဟုတ်လားစိုးစုံကလည်းအောင်မီတာဇန်မှာဟုတ်လားဒါတွေကတော့မပြောချင်ပါဘူးဗျာနော်မပြောချင်ပါဘူးဟုတ်လားဟိုဟာပေါ့နော်တို့တို့ရဲချင်းချင်းအထာမရှိတာပေါ့ရဲချင်းချင်းနားလည်မှုမရှိတာပေါ့နော်နားလည်မှုမရှိတာပေါ့ဘာဖြစ်လို့ဆိုတော့ ရဲရဲချင်းချင်းကိုနားလည်ဖို့မရှိဘူးနော်ဒါမှရှိတဲ့ပုံစံမျိုးပေါ့နော်ဒါထားပါထားပါဦးဇင်းတို့ပြောတာဦးဇင်းတို့ဒီအဲ့တော့ဦးဇင်းပြောချင်တာကအချို့ဦးဇင်းနာမည်လေးကိုလွယ်တုံးသားလုပ်ပါတယ်ဒကာကြီးတို့လည်းဦးဇင်းရဲ့တုပ်ရက်ကိုလည်းဒကာကြီးတို့အတီးဆုံးပါပဲပောက်ကူတော့ဘာလို့နေလဲပောက်ကူတော့ဘလို့နေရမှာပောက်ကူတော့ဟုတ်လားဦးဇင်းတို့ကလူလဲတဲ့နေရာမှာရှည်တဲ့မှာရဲလဲလူလဲပတ်တော်သားလဲလူလဲတက်မတော်သားကြီးလဲလူတဲ့အဲ့တော့ဒကာကြီးတို့အနေနဲ့ချုပ်ကိုကူညီရမှာတခုရှိတယ်နော်ပောက်ကူတော်ရဲ့တုပ်ရက်ကိုဒကာကြီးတို့ထောက်ခံတယ်ပောက်ကူတော်လို့တုပ်ရက်ကိုမှန်ကန်တယ်ဆိုလို့ရှိရင်ချုပ်ကိုအများကြီးမကူညီနဲ့ သူကနာမည်ကိုအလွဲသုံးသားလုပ်နေတဲ့လူတွေရှိတယ်သူနာမည်ကိုတုံးနေတဲ့လူတွေရှိတယ်အဲ့ဒီလူတွေကိုထိရောက်စွာအရေးယူပေးပါအဲအဲ့ဒါဆိုလို့ရှိရင်ဦးစိုးကိုကုညာနဲ့အတူတူပဲအဲအဲနော်ဦးစိုးကိုကုညာနဲ့အတူတူပါပဲနော်ဟောဦးစိုးအဲ့ဒါနဲ့ပတ်သက်ပြီးဦးစိုးကျောင်းကိုလည်းခေါ်ပြီးမှပြောပြပါတယ်အင်းကျောင်းမှာခေါ်ပြီးပြောလဲဟုတ်ပေါ့ဗျာတဲ့ချင်းမတပြိတော့ကသူကပေါက်ကိုတော့ပုံသာပေါက်ကိုတော့လားဆိုတော့သူကလက်ခံတာဗျာတဲ့ပေါက်ကိုတော့သူကတပြိတော့လည်းမတီးဘူးပါ냐ဆိုမှဒါမှမရှိရဲ့နော်အဲ့တော့ပြောချင်တာကဒါခါလေးဦးစင်းရဲ့နာမည်ကိုအလွဲတုံးသားလုပ်ပြီးမှဦးစင်းကိုတိတ်ခါချတာရှိတယ်ဦးစင်းကိုပေါ့ကိုတော့တို့ရောက်စားတယ်ဘယ်လိုပုံစံမျိုးလဲ ဲ့ဒီခေါင်းကြီးတစ်ပါးကိုအဲ့လိုရွေချက်ချင်းချင်းနဲ့လိုက်တော့နေရရှိတယ်။อืมဆိုတော့မင်းတို့ကလည်းကွာဟန်ဆောင်စရာရှာလို့ဒီလိုဘောမအယောင်ဆောင်ရတယ်လို့ကွာဒီလိုဘောမပုံစံများဟန်ဆောင်ရတယ်လို့ဒီလိုဂရုံးတူကွာတကယ်အောက်တန်းသားကောပုံစံများမင်းတို့ဟန်ဆောင်ပြီးတော့များမင်းတို့ဘာတွေများကလိန်ကကြစ်ကြနေတာတော့လို့ပြီးတော့အဲ့မှာလက်ရှိဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့မှဒီကောင်ပြောတဲ့အကြောင်းအရာပေါ်မှာကျွန်တော်ပြောချင်တာကပါဆိုရဲတွေလက်ပေးလက်ယူမှုရှိတယ်ပေါ့ဟုတ်ရဲမှမဟုတ်ဘူး သူတို့ပထွေမေရောက်လဲအုပ်ချုပ်ပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံမှာရှိတဲ့ဝန်ကြီးဌာနတွေမှာလက်ပေးလက်ယူနဲ့ကင်းတဲ့ဝန်ကြီးဌာနဘယ်နေရာဘယ်ဘယ်ဝန်ကြီးဌာနရှိလဲတခုမှမရှိဘူးဆိုတော့ဟိုတေချာတခုကတော့ဗျာဟိုလက်ပေးလက်ယူမှုတွေလည်းများနေတယ်အခုလိုပြောရင်ဟန်ဆောင်ပြီးတော့မှကလင်ကကြီးလှုပ်နေတဲ့ဥစ္စာတွေလည်းများနေတယ်အဲ့တော့ကလင်ကကြီးတိုင်းပြည်ကိုဖြစ်နေတာပေါ့ဗျာနော်ပေါ့ကတော့ပေါ့ကွဲတာပေါ့သူ့ဘုံသံဟန်ဆောင်ပြီးလှုပ်နေတာဆိုတော့အေးလေဟုတ်တာပဲโอเคဆိုတော့နောက်တစ်ပြည်ပိုင်းလေးတခုကြည့်ရအောင်ပါဒါကတော့ကိုမောင်ပါပေါ့နော်ကိုမောင်ကိုမောင်ကိုမောင်မောင်က လက်ရှိမှာမင်းအောင်လိုင်းသာအာနာမယူခဲ့ရင်တဲ့ဒီအကြောင်းအရာလေးကိုသူကဒါကျွန်တော်တို့ပြောပြလာပါတယ်အဲ့တော့ကျွန်တော်အလုံးလို့နားထောင်ကြည့်ရအောင်ပါအမေအွန်လိုင်းလာတဲ့အပြောပါဘောနော်အာနာမယူခဲ့ရင်တဲ့အခုချိန်ဆိုရင်ဘလောက်တောင်တိုးတက်နေမလဲဗျာအေးပေါ့အမ်ဒါလေးချက်တော့စဉ်းစားမယ့်အရာကိစ္စတစ်ခုဖြစ်ပါတယ်နော်အဲ့တော့အခု ဒေါ်ဆန်းစကြည်လည်းသူတူတက်အောင်ဆောင်ရွက်တာလည်းအများကြီးရှိပါတယ်เนาะတန်ကင်းတမန်ကြီးကိစ္စတွေမှာအာသူကြောင့်လည်းတူတက်လာတာလည်းအများကြီးရှိတယ်ဟုတ်တယ်အဲ့ဒီအချိန်ဟုံဆက်လက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုပျက်စီးသွားတဲ့၄၅နှစ်ကအကျိုးအကျိုးအခုလိုမျိုးပေါ့နော်အကျိုးစီးပွားတွေဖြစ်ထွန်းနေတဲ့၄၅နှစ်ဖြစ်သွားမှာပါအခုတော့အာပျက်စီးခဲ့ရတဲ့၄၅နှစ်ဖြစ်သွားတယ်အဲ့တော့ဒီပျက်စီးမှုကတော့တစ်ဖက်ကြည့်မယ်ဆိုရင်ဟုတ်ပတ်ဒီဘက်ပေါ့ဗျာနော်အဲ့ဒါမှမဟုတ်တော့တာဝန်ခံရမှာတော့ခေါင်းဆောင် တောင်းရင်ဒါမှအဓိကကောင်းဆောင်မယ်သူရဲ့အတိတ်အဆောင်တော်လည်းကောင်းသူရဲ့ဆုံးဖြတ်ချက်အမှားလေးတခုဟာကျောင်းနိုင်ငံအခုလိုမျိုး9နှစ်လောက်နေကြီးရဲ့ဝေးစီတော်ထိုးဆင်းသွားတယ်လေနော်စတော့ဒီကပ်ရှင်လေးတိုင်းပါပဲဆုံးဖြတ်ချက်အမားလေးကဝီစီကိုထိုးကြစေတယ်ဝီစီ ठी ကြသွားစေတယ်ဆိုတော့မေးအွန်လိုင်းရဲ့သူမစင်မချင်းအာနာတင်လိုက်တဲ့အကျိုးဆက်ကဘာလဲဆိုတော့သူကိုယ်တိုင်လည်းအဝီစီကိုဒါကျွန်တော်တို့ ဖိုးကြွားသွားမှာဖြစ်တယ်လို့သူအုတ်ချုံနေတဲ့စစ်တပ်ကြီးကလည်းအဝီစည်းတင်မကောက်ဝီစည်းထက်နှိမ့်တဲ့ဥစ္စာကိုရှိရင်လည်းအဲ့ဒီနေရာကိုထတ်ကြသွားမှာဖြစ်ပါတယ်ကြည့်လေဘလောက်တော်မှပြည်သူတွေကရင်တော်ဆိုစစ်သားကိုလေးစားတဲ့အခုဆိုရင်စစ်သားကလူမလေးခွေးမခန့်တလိမ့်ဆန်တော်မှလေးစားမလားလေးစားပါမလားတော့မသိဘူးလက်ရှိချိန်မှာတော့เนาะကျွန်တော်ကတော့ဒီလိုလေးပဲပြောချင်ပါတယ်โอเคဆိုတော့နောက်တဲ့ဗီဒီယိုပိုင်းလေးတစ်ခုကြည့်အောင်ပါဒါကတော့ကိုဆူရှပိုင်ပါเนาะကိုဆူရှပိုင်ကဒီအမျိုးပြောက်မာကိုစူးကြောက်တာစံဖို့ပါတီနဲ့စစ်တဲ့တဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်နားထောင်ကြည့်အောင် ပြောမယ်ဗျာအဲ့တော့မင်းတို့စောက်တဲ့နဲ့ကြက်ဖွဲ့ရဲ့မျိုးချစ်စိတ်နိုင်ငံချစ်စိတ်ဆိုတာဘာလဲအမျိုးပြောက်မှာစိုးကြောက်တာလဲမင်းတို့ကြက်ဖွဲ့နဲ့စစ်တက်ပဲอืมကလားနိုင်ငံဖြစ်သွားမှာစိုးရင်လည်းမင်းတို့ကြက်ဖွဲ့နဲ့စစ်တက်ပဲဟုတ်ပါဖျားစင်ပြောက်မှာစိုးရင်နေရာလည်းမင်းတို့ကြက်ဖွဲ့နဲ့စစ်တက်ပဲဘင်္ဂါလီချွေမောင်းနဲ့မပုံနေတော့မရှိသေးတဲ့ဘင်္ဂါလီဒီကိုဝိုက်ကတ်ထုတ်ပေးလွတ်တော်တဲ့ခေါ်သွင်းကြတာလည်းမင်းတို့ကြက်ဖွဲ့နဲ့စစ်တက်ပဲอืม မွတ်စလင်လက်နက်ကင်ဖွဲ့တွေကိုလက်နက်တွေထုတ်ပေးတာလည်းမအေလို့မင်းအောင်လိုင်ရဲ့မင်းတို့စစ်တပ်ပဲအခုပယ်မျိုးနယ်တွေကိုလုတ်ပိုင်ခွင့်နေပေးလွတ်တော်တဲ့ကိုခေါ်အဲ့ဒါလည်းဘာတူလဲမင်းတို့ကျန်းဖွဲ့နဲ့စစ်တပ်ပဲอืมတရားရောင်ရုံဖရားရောင်ရုံပြပြီးတော့ကြောင်းကန်ဖရားဇေဒီပထိုးတွေကိုဘုံကျဲမီးရှို့နေရလဲမင်းတို့စစ်တပ်နဲ့ကျန်းဖွဲ့ပဲอืมအဲ့ဒီတော့ပြည်သူတွေကမင်းတို့ကိုမစင်ထက်ယွန်ချာဆက်စုံနေတာအံ့ဩစရာမရှိတော့ ဲ့တော့မင်းတို့အမျိုးပါသာတာသနာကိုစောင့်ချောက်နေဆိုဘာကိုစောင့်ချောက်နေလဲ။음မင်းတို့နိုင်ငံချစ်စိတ်ကပါလဲမင်းတို့မျိုးချစ်စိတ်ကပါလဲ။음ကျွန်တော်မိဘပြည်သူများအားလုံးဒီလောက်ပါပဲ။음ဆိုတော့အမျိုးပါသာတာသနာဆိုတာကဘာလဲဆိုတော့ကိုယ့်အမျိုးကိုယ့်မျိုးကိုပဲကာကွယ်စောင့်ချောက်တာပေါ့နော်။မျိုးချစ်စိတ်ဆိုတာလဲကိုယ့်အမျိုးကိုပဲချစ်တဲ့စိတ်ပါ။အဓိကတော့ဗမာကိုဗမာလူမျိုးကိုချစ်တဲ့စိတ်မဟုတ်ရခိုင်လူမျိုးကိုကရင်လူမျိုးကိုအဲမဘာသာဆိုတဲ့ကောင်တွေထဲမှာလည်းတိုင်းရင်းသားတွေပါတယ်လေအဓိကကတော့ ို့ကို့မျိုးကို့မျိုးမှာကျွန်တော်ပလာတာဆိုတာပလာတာရဲ့အမျိုးပဲကျန်တဲ့လူတွေမသိဘူးအဲ့အဲ့ဒါကိုအဲ့ဒါမျိုးမျိုးဟိုမျိုးဆောင်ဥပဒေတို့မျိုးချစ်စိတ်ဆိုအဲ့ဒါကိုပြောတာအဲ့တော့မိသားသမီးတွေပြောချက်တယ်ဟမ်ကြောက်စရာကြီးတယ်ကြာတစ်ချက်ချင်းကိုအဲ့လိုတစ်ချက်ချင်းတတ်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 နဲ့ပြောတာအမလီအားရလိုက်တာကိုစုရှပိုင်ရေโอเคဆရာနောက်တစ်ဗီဒီယိုပိုင်းလေးတခုကြည့်အောင်ပါဒါကတော့ကိုချူချော်သိန်းပေါ့နော်ကိုချူချော်သိန်းကလည်းပြောလာပါတယ်ဒါကဘာလဲဆိုတော့စစ်တပ်ဟာဒီမိုကရေစီကို နားမလဲဘူးတဲ့ဒီကြောင့်အလေးကိုနားထောင်ကြည့်ရအောင်ပါမြန်မာစစ်တပ်ဆိုတာဒီမိုကရေစီကိုနားလဲစစ်တပ်ကိုမဟုတ်မြန်မာစစ်တပ်မှာဒီမိုကရေစီသင်လဲမသင်အောင်သူတို့ရဲ့စစ်တပ်ကတူအပါအဝင်စစ်ကြောင်းအသီးသီးမှာနော်စစ်သင်္ကန်းအသီးသီးမှာဒီမိုကရေစီတို့လူအခွင့်အရေးတို့ဆိုတာကိုอืมသင်ယူရမှာမပေါ့သင်ငန်းစာရမှာမပေါ့မပါဘူးဟုတ်တယ် အဲ့ဒီဒီမိုကရေစီကိုမတင်ခဲ့ရတဲ့ဒီမိုကရေစီကိုငန်းတလုံးတော့နားမလဲတဲ့စစ်တပ်ကပါတီစုံဒီမိုကရေစီစနစ်ကိုဘယ်လိုများတည်ဆောက်မှာလဲဘယ်လိုများတည်ဆောက်မှာလဲနော်နောက်တစ်ခါလူလူစတန်ဒါဆိုတော့ကိုလည်းပဲတရွေးသားတောင်မှထည့်ပြီးတော့စဉ်းစားတတ်တဲ့စစ်တပ်မဟုတ် လူလူဆန္ဒကိုလေးစားတတ်ဖို့ဆိုတာသူတို့စစ်တင်နှန်းတွေစစ်တက်ကတူတွေစစ်ကြောင်းတွေမှာတင်ရိုးတယ်ပါကိုမပေါ့သူတို့တင်ငန်းစာတွေထဲမှာပါကိုမပေါ့လူလူဆန္ဒကိုလေးစားဖို့နည်းနည်းတတ်တာဗျာလက်ရှိလုပ်နေတာတွေကိုပဲကြည့်နော်လူလူရဲ့ပိုင်ဆိုင်ပစ္စည်းတွေကိုဖျက်ဆီးတယ်လူတယ်ခိုးတယ်နော်ဒါတွေကအထောက်အထားတွေအများကြီး လူလူကိုဖမ်းဆီးတယ်နှိမ့်ဆက်တယ်ညှဉ်းပန်းတယ်ထောင်ချတယ်อืมတပ်ဖြတ်လေကြောင်းကနေပြီးတော့ခွဲခြားမှုမရှိအရသာပြစ်မှတ်လားစစ်ဖက်ပြစ်မှတ်လားဘာမှခွဲခြားမှုမရှိတိုက်ခိုက်ဒါတွေလည်းပဲအထောက်အထားတွေအခိုင်အမာရှိထားပြီးသားနော်ဒီတွင်အဖွဲ့အစည်းတွေစီမာတယ်မဟုတ်ဘူး double i double m လို့ နော်မှတ်တမ်းတင်နေတဲ့စစ်တပ်ရဲ့ဒီမင်းအောင်လိုင်းတို့အကြမ်းဖက်စစ်တပ်ရဲ့နော်လူခွန်ရေးချိုးဖောက်မှုအမျိုးမျိုးဆေးရဆွေးမှုနော်နိုင်ငံတကာရာဇဝတ်မှုအမျိုးမျိုးကျူးလွန်ထားတဲ့မှတ်တမ်းတွေတပ်တည်ထွက်ဆိုချက်တွေအခိုင်အမာရှိထားပြီးသားဒီချိန်ကပြေးလို့ကိုမလုပ်ဘူးကြာဒီပြစ်မှုကြာဒီလိုချိုးဖောက်မှုကဲပြန်ချိုးရရင်နော်ပါတီစုံဒီမိုကရေစီစနစ်ကိုဖျက်ဆီးတာ မင်းအွန်လိုင်းတို့ရဲ့အကြံဖက်စစ်တပ်อืมလူလူဆန္ဒကိုတနတ်ထောက်ပြီးတော့ပြောင်းပြန်လှန်ခဲ့တာမင်းအွန်လိုင်းတို့ရဲ့အကြံဖက်စစ်တပ်อืมဒီလိုအကြံဖက်စစ်တပ်မျိုးကဘယ်လိုနီးနေမှပါတီစုံဒီမိုကရေစီစနစ်ဆိုတာကိုမတီးဆောက်နိုင်ဘူးကိုကြောင့်ပါอืมဆိုတော့ တခါကျရင်ဒီကောင်တွေပြောတယ်အဲ့ဒီမိုကရေစီဒီမိုကရေစီဆိုတာဒီကောင်တွေကိုယ်ပါစပ်နေတောင်တန်ရတန်ရလားမသိဘူးအဲ့ဒီမိုကရေစီဆိုတဲ့ဇာတ်ကားလုံးပြောပြီးတော့မှမြောင်းပုတ်ရေးနဲ့မင်းတို့ပါစပ်ကိုဈေးတင်တယ်တလားဘလို့ဆက်တက်ဆက်တက်တဲ့ကောင်တွေကိုနဲ့တန်မှန်းမသိမတန်မှန်းမသိအောက်တန်းသားတွေရများကွာမင်းတို့နဲ့တန်လို့လားဆိုတော့ပြောချင်တာပါဆိုတော့ဒီဆက်တက်ကောင်တွေရလေကိုနဲ့မလိုက်ဖတ်တဲ့ဇာတ်လုံးတွေကိုနဲ့မလိုက်ဖတ်တဲ့အဝတ်တွေကိုနဲ့မလိုက်ဖတ်တဲ့နေရာတွေမှာနေပြီးတော့မှတကယ်လူခွာစားတွေဖြစ်နေတယ်ဆိုတော့သိစေချင်လို့ ဒီဘီလိုဖိုင်ရီယက်ရှင်လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ဘီလိုဖိုင်လေးတကူကြည့်အောင်ပါဒါကတော့ဆမဒိုမီမီဝန်ဘက်ကပြည်တွင်းထဲကလူတွေပေါ့နော်လက်ရှိမှာ အရှိပြည်တွင်းထဲမှာရှိနေတဲ့ဒါပီတူတူတူအတွက်ကိုဒါအကြံပေး အားပေးစကားပေါ့နော်ပြောလာပါတယ်ဒါလေးကိုကျွန်တော်တို့အားလုံးအတူတူနားထောင်ကြည့်အောင်ဒီပြည်တွင်းထဲကလူတွေပေါ့နော်နိုင်ငံတကာမှာရှိတဲ့လူတွေကတော့အတနည်းတစ်ပုံနဲ့ကျွန်တော်တို့အချိတ်ဆက်ပြီးတော့ လုံနိုင်ကြတယ်နည်းနည်းလေး NDA နည်းနည်းပိုကင်းတယ်လို့ပြောလို့ရတာပေါ့နော်တပီရင်းထဲမှာရှိတဲ့ပြည်သူလူထုတွေအနေနဲ့ကြတော့အာဒီအသက်ဘေးရအစာပေါ့လေအရန်ခက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 ်ဖြတ်ကျော်နေရတာကိုတွေ့ရပါတယ်ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဆရာမအနေနဲ့ဘယ်လိုမျိုးအကြံပြုအားပေးခြင်းပါလဲရှင်ဟုတ်ကဲ့ဟုတ်တယ်ကျွန်တော်မှအရန် NDA ရှိတယ်ဒါပေမဲ့ ဲ့လိုမျိုးကိုအားလုံးပူးပေါင်းပြီးတော့မတွန်းဘူးဆိုရင်ဒီဥစ္စာတွေအခက်ခဲတွေကကြာသွားလိမ့်မယ်ပိုကြာသွားလိမ့်မယ်အခုဆိုပြန်ကြည့်လိုက်အရင်တော့ကလူတွေကနော်အာငါတို့နဲ့မဆိုင်ဘူးငါတို့ကတနေ့လုံးမှတနေ့စားရတာဆိုပြီးတော့လုံနေကြတယ်အခုကျတော့မရတော့ဘူးသူတို့တဲ့သားသမီးတွေဒီမှာဗာလဲဒီဟိုဟိုပြန်ပေးဆွဲခံကြည့်တယ်နော်ဒီဒီဟိုနေစစ်စစ်စစ်မှုရန်အတွက်ကိုပြန်ပေးဆွဲခံကြည့်တယ်သူတင်းအာရမပေါ့နော်ဒီရှေးတောင်ပို့ပြီးတော့အသေးခံခိုင်းတာတယ်ဆိုတော့အဲ့ဒါတွေကတခုဖြစ်လာနောက်ခု ြတော့ဘူးဆိုလို့ရှိလို့ရှင်အနောက်ဆုံးဘဝကျတော့ဒီဒီအမှုပညာတဲ့လေအဲ့အနုပညာအောင်ငါတို့ငါတို့ဟိုဘက်မလိုက်ဘူးဒီမရတော့ဘူးသူတို့ကိုတခါတည်းဟို pressure လုပ်ပြီးတော့ပြန်တော့အတင်းအာဓမလုပ်ပြီးတော့မလုတ်ချင်တဲ့ဥစ္စာတွေလုတ်ခိုင်းတာဆိုတော့အဲ့အိတ်ကြားထဲမှာတခြားဥစ္စာတွေရှိသေးတယ်ဟိုဟိုအခွန်ကောက်တာနဲ့ဒီခွန်ကောက်ရတာနဲ့သူဟိုနဲ့ဗာလဲသူတို့ဥပဒေဆိုပြီးတော့ပြောပြီးတော့တကယ်တော့တကယ်မျှတာတဲ့ဥပဒေဥပဒေမဟုတ်ဘူးเนาะစီးပွားရေးလုပ်ရတာလည်းမကောင်းမလွတ်လည်းမလွတ်လပ်ဘူးလူ the onion ဘာနော်နည်းနည်းလေးလူနည်းနည်းလေးတော့နည်းနည်းလေးတစ်ဖွဲ့တော့ဒီဒီအချိန်မှာပို့ပြီးတော့ပါလေသူတို့ရဲ့အချိန်နေပို့ကောင်းအောင်ကောင်းမယ်ဒါပေမဲ့များသောအားဖြင့် right အားလုံးကခံစားနေရတာအဲ့ဒီဥစ္စာကိုအခုချိန်မှာပြန်ပြီးတော့မတွန်းလို့ရှင်အဲ့ဒီဥစ္စာကတာကြာရှည်သွားလိမ့်မယ်ပို့ပြီးတော့ကြာအောင်ခံရမယ်ဆိုတော့မြင်းမြန်ဆန်းဆန်းပြီးခြင်းရင်မြင်းမြန်ဆန်းဆန်းအားလုံး you know အပူပေါင်းဆောင်ရွက်လိုက်မယ်ဆိုလို့ရှင်အဲ့ဒါဟိုနေပါလေအဲရမ်းမဲအောင်မြင်ပါမယ် so ပူပေါင်းဆောင်ရွက်ဖို့အတွက်ကလည်းအမင်းအောင်လိုင်းတော့အရန်ကြောက်တာသူတို့အကြောက်ဆုံးကဒါမြန်မာပြည်သူတွေအားလုံးပူပေါင်းဆောင်ရွက်သွားမယ်အဖွဲ့တွေအားလုံးပူပေါင်းဆောင်ရွက်သွားမယ်တိုင်းရင်းသားတွေအားလုံးပူပေါင်းဆောင်သူတို့ရဲ့အကြောက်ဆုံးအကြောက်ဆုံးအကြောက်ဆုံးတစ်ခု right အဲ့ဒီအကြောက်ရမလဲသူတို့အနေနဲ့အမြဲတမ်းလိုက်ပြီးတော့ခွဲနေကြတာသူတို့လိုက်ခွဲနေကြတာဆိုတော့ကိုကသူတို့ရဲ့ထောင်ကျောက်ထင်မရောက်ဖင်နေပေါ့နော် ဟိုဒီဘက်မှာဟိုဟုတ်တယ်တယောက်နဲ့တယောက်နဲ့ဗတ်သဘောမတူတာရှိတယ် right ဘာလို့ဆိုတော့ကျွန်တော်ကလူမျိုးသားလဲ क्वे တယ်ဟိုကျွန်မနဲ့ကျွန်မရောက်အမျိုးသားတောင်မှမတူတာညာရှိတယ်ဟုတ်ပါရဲ့ကျွန်မကျွန်မတို့အကျိုးစီးပွားမတူတာရှိဒါပေမဲ့ကျွန်မတို့မှာတခုတော့အာဗာလဲဘုံဘုံသဘောတူမှုတခုရှိတယ်ဆိုတော့ကျွန်မတို့အနေနဲ့အားလုံးကအခုချိန်မှာဘာမှညင်းစရာမရှိဘူးနိုင်ငံသူတို့ကဒီဒီဟိုနေဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတခုလိုချင်တယ်ဆိုတဲ့ဥစ္စာကို လူတိုင်းက နားလေတယ်ဆိုတော့အဲ့ဒီဥစ္စာကိုအဓိကထားပြီးတော့သူတို့အတွက်အာဗာလဲလုံမယ်ဆိုလို့ရှိရင်တခြားဥစ္စာတွေခဏလေးထားလာလိုက်ဒီဥစ္စာကိုအဓိကထားပြီးတော့ရန်သူကဘယ်သူလဲဆိုတော့အသေးချာသိပြီးတော့ရန်သူကိုပဲချကိုရရှိရှိသမျှဟိုနေပေါ့နော် energy ကိုမှရှိရှိသမျှအင်အားတွေခွန်အားတွေအားလုံးကိုရန်သူပေါ်မှာပဲ focus ထား ဒီဟိုကိုနဲ့ဟိုနင်းပါလေဘက်တော်သားတွေเนาะတချို့တွေသဘောမတူတာတွေဘာညာတွေအဲ့ဒီဥစ္စာနည်းနည်းသာထားလိုက်အဲ့လိုလိုလို့ရှိလို့ရှင်သူတို့လိုချင်တဲ့ပန်းတိုင်ကိုညံ့ညံ့ရောက်သွားလိမ့်မယ်ဟုတ်ကဲ့ပါရှင်မဟုတ်ကဲ့ပါဆိုတော့ဆက်မတော်မမီဝင်ဘက်ပေါ့เนาะကျေးဇူးများကြီးတင်ပါတယ်မြန်မာပြည်တွင်းထဲမှာရှိနေတဲ့မြန်မာပြည်သူလူထုကိုဒါကျွန်တော်တို့အားပေးစကားတွေကိုဘယ်လိုနေထိုင်ရမယ်ဘယ်လိုလုပ်တဲ့နေဆိုတဲ့ဟာတွေကိုအကြံပေးသွားတဲ့ဆက်မတော်မမီဝင်ဘက်ကိုလည်းကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲနောက်တစ်ခေါက်မှာ ပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာလေးလေးဖြစ်ပါစေ Plata Replay YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာကြီးကိုကြီးကျမ်းမာခြင်းနဲ့တလုံးတို့ကပြေဝနိုင်ကြပါသည်ဗျာ